်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်တဲ့လေးပင်တောင်ရွာတဲကိုစစ်ကောင်စီတပ်ကမေလ၁၄ရက်နေ့မှာလေးချောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့လို့မိနေတဲ့တဝပဝင်၄ဦးသေဆုံးကဒဏ်ရာရှိသူတွေလည်းရှိသလိုလူနေအိမ်တွေလည်းပျက်စီးသွားခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီတရဲဘုံကျဲတိုက်ခိုက်မှုကြောင့်တိတ်ဆုံးသွားသူတွေဟာအသက်32နှစ်အရွယ်ကိုဝင်းထွေးနဲ့သူ့ရဲ့ဇနီးမိနေတဲ့မဝင်းသူဆောင် အသက်58နှစ်အရွယ်တော်မြင့်မြင့်ဝင်းနဲ့အသက်80အရွယ်ထော်ဝင်းကြည်တို့ဖြစ်ကြပြီးတလသားကလေးငယ်ကတော့ဒဏ်ရာအနှဲငယ်သာရရှိကောင်းမစိုးရင်ရဘူးလို့လည်းသိရပါဗျ။လက်ရှိမှာကြေးရွာကဒေသခံတွေကတော့နောက်တစ်ကြိမ်ဖုံးလာကျဲမာကိုစိုးရင်ကြတဲ့အတွက်ရွာလုံးကျွတ်နီပါဘေးလူရနေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့လည်းပုတ်ပါပြောက်ကြတဲ့ PPGF ဒူတာဝေခန်းကိုပြက်တာကပြောပါရယ် စစ်ကောင်စီတပ်ဟာအခုမေလကုန်အထိအပြစ်ခတ်ရက်စဲတဲ့လူကြီးညာထားပေမဲ့လည်းနေ့စဉ်နဲ့အမျှလေကြောင်းတိုက်ခတ်မှုတွေကိုစက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါရဲ့ရှင် ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025မေလ12ရက်နေ့အထိစက်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်အတွင်းပြည်သူ3043သေဆုံးခဲ့ရကအသက်16နှစ်အောက်ကလေးငယ်442ဦးပါဝင်ခဲ့တယ်လို့အမျိုးသားညညရဲ့အဆိုအရ NGO အနေနဲ့မနေ့ကမေလ16ရက်နေ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဲဒီလေကြောင်တိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း240ဆေးရုံဈေးကန်96ခုနဲ့ဘာသာရေးအဆောက်အအုံ435ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ အခုလိုအကြံဖတ်ဆဲအုပ်စုကျူးလွန်ခဲ့ကျူးလွန်နေစေဆရာဇွဲမှုတွေမှာအ धिक တာဝန်ရှိသူစစ်ကောင်းဆောင်အပါအဝင်ဆဲအုပ်စုအပေါင်းပါတွေနဲ့တည်င်းမှန်ကိုဖုံးကွယ်လိန်ညာနေကြတဲ့စစ်တပ်လော်ဘီတွေအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ဖို့အတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်နိုင်ကြဖို့တိုက်တွန်းပြောဆိုထားပါတယ်ရှင် မိုးပြင်းနဲ့ညောင်ရွှေမြို့နယ်ကတိုက်ပွဲတွေကနေစစ်ကောင်စီတပ်ရဲ့ပြည်သူ့စစ်အဖြစ်အတင်းအာဓမစုဆောင်ခံရတဲ့တပ်သား16ယောက်က၄ရက်တာကာလအတွင်းတော်လိုင်းအင်အားစုတွေစီဗတ်ပြောင်းဝင်ရောက်ခဲ့ပါတယ်။နင်းနင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်ပြည်နယ်ဆက်မိုးပြင်းနဲ့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်တွေကတိုက်ပွဲတွေကနေ စစ်ကောင်စီတရက်ပြည်သူစစ်မှုထမ်းတသားတဲ့အဖြစ်စူဆောင်းခံရသူ16ယောက်ဟာ၄ရက်အတွင်းတော်လိုင်းအင်အားစုတွေစီကိုအလင်းဝင်လာခဲ့ပါတယ်။မေလ12ရက်နေ့ကနေစပြီး15ရက်နေ့အထိ၄ရက်တာကာလအတွင်းပါစာအဖြစ်ကနေတော်လိုင်းအင်အားစုတွေတဲ့ခိုလုံလာသူတွေထဲမှာ2023ခုနှစ်က NUG ရဲ့စနစ်တပညာရေးနဲ့ဆယ်တန်းအောင်ထားသူတွေလည်းပါဝင်တယ်လို့ဆိုပါရတယ်။ ပေါ်တာနဲ့ဆွဲဖမ်းပြီးတော့ပြည်သူစီနဲ့ပြုတ်လောက်ခိုင်းထားတဲ့တတော်ကြီးညားတာပေါ့လေ။အဲဒါနဲ့ကံရမယ်ဆိုရင်တော့မှစစ်ချောင်းထိုးခိုင်းပြီးတော့ထိုးကျတဲ့ပုံစံအဆင့်ထိသူတို့အမျိုးကျုံတွေ့နေရတဲ့အခြေအနေမျိုးမှာရှိတဲ့အတွက်ကြောင့်သူတို့ကတော့ဒီတတ်တယ်မလဲမနေချင်ဘူး။အနကူကလေးကလည်းတတ်တယ်မနေချင်လို့ဝင်လာလည်းမဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်။အဲကြောင့်ဒီလိုအခြေအနေမျိုးများရှိပြီးတော့သူတို့ထွက်လာချင်တာတပိုင်းပေါ့လေ။အဲပြီးတော့ကျွန်တော်တို့ဒီဖေခုံမှုပြေ အဖက်တကျော်ကလည်းဒီ၄၅၆လောက်ပြီမှာကတိုက်ပွဲကတိုက်ပွဲချင်းတပွဲကြီးကနေတိုင်းလူရှိတဲ့အတွက်ကြောင့်တတတိတိကဘလူးမသူတို့ဒီဟာကိုအခဏကြီးမရှိဘူးပေါ့လေနော်အခဏကြီးမရှိတဲ့ပြင်စီအတွက်ကြောင့်လည်းမရှိတဲ့အတွက်ကြောင့်သူတို့ကိုသူတို့တည်တယ်ဒီစကောင်စီရဲ့လောက်ရောက်ကသူတို့နာမလေးတဲ့သူတို့ကပြောလို့မရတဲ့အချိန်မျိုးဖြစ်တဲ့အတွက်ကြောင့်သူတို့ရောရရခွင့်ရကနေသူဟာထွက်လာတယ်ဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ကကျေးရွာတွေမှာ PNO ဘီဒုစစ်အများစုနဲ့မိုးပြက်မြို့အနီးတစ်ဝိုက်မှာစစ်က ကောင်စီနဲ့ PNO ပြည်သူ့စစ်အပါဝင်ပေါ်တာဆွဲထားသူတွေကိုအတုံးပြုပြီးစစ်ကြောင်းထိုးနေတာကြောင့်ထိတွေ့တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပါတယ်။အဓိကကတော့ကိုလွန်လာတဲ့လူတွေရဲ့ပြောချက်အရလူငယ်တွေတော်တော်များများကတော့ပေါ်တာဆွဲပြီးတော့မှစစ်တပ်ရောက်လာတယ်။ဟိုစစ်ကောင်စီတပ်ထဲမှာတာဝန်ထမ်းဆောင်ရတယ်ပေါ့နော်။အဲ့လိုအခြေအနေမျိုးမှာခွင့်ရရရတယ်လို့တော်လိုင်းတပ်ဖွဲ့ဖက်ကိုကိုလွန်ဖို့ဟိုစူးစမ်းကြတယ်နီလန်းရှာကြတယ်လို့ပဲ။ ဟိုပြောရမှာဖြစ်ပါတယ်မေလ6ရက်နေ့ကနေစပြီး16ရက်နေ့အထိညောင်ရွှေမြို့နယ်နဲ့ဖဲခုံမြို့နယ်ကရေပူကျေးရွာ၊ဆန်ဆွဲကျေးရွာ၊လွယ်လုံကျေးရွာဘက်မှာအင်အား600ကျော်နဲ့ကုန်းချောင်းရေချောင်းကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေပြီးဆယ်ရက်တာကာလအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ထက်မနည်းတိုက်ဆုံခဲ့တယ်လို့သိရပါဗျ။ မိုးရဲမှလည်းစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာ6လလောက်ထိရှိနေပြီးပေါ်တာဆွဲခံရသူတွေကနီးစက်ရတရင်တွေစီမှာပတ်ပြောင်းခိုလုံတာတွေဇက်တိုက်ရှိနေတာပါ KNDF တရင်စီမှာလည်းပတ်ပြောင်းခိုဝင်လာသူအယောက်တရာဝန်းကျင်ထိရှိနေပြီလို့သိရပါတယ်။ဒီမှနင်းနေမှာ လူလူကောင်ဆောင်နိုင်ငံတော်အတိုင်းအမေခံပုတ်ကိုတောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်အချိန်ဆက်ရက်အတွင်းမှာမွေးနေ့ဆုတောင်းစုစုပေါင်း7000ကိုစုဆောင်ပြီးကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လှုပ်ဆောင်ဖို့ရှိတယ်လို့တောင်ဆန်းစုကြည်ရဲ့သားငယ် Kim Eric ခေါ်ကိုထိန်လင်းက TV ကိုပြောခဲ့ပါတယ်2025ခုနှစ်ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရကမ်ပိန်းအစီအစဉ်တစ်ခုပြုလုပ်မှာဖြစ်တယ်လို့ Su80 ကမ်ပိန်းကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပထမအစီအစဉ်အနေနဲ့မွေးနေ့ဆူတောင်း electronic birthday card တွေကိုမေလ16ရက်နေ့ကနေဇွန်လ16ရက်နေ့အထိရောင်းချပေးမှာဖြစ်ပြီးနိုင်ငံတကာက SU80 campaign official fundraiser တွေစီမှာတရားဝင်ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်မွေးနေ့ကကနေရရှိတဲ့အလှူငွေတွေကိုတော့တောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့မြေပြင်ကအကူအညီလိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းသွားဖို့ရှိတယ်လို့ကမ်ပိန်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်ရှင်။ အင်ဒိုနီးရှားနိုင်ငံပါပိုဝါနီယိုကီနီမှာစစ်သားတွေနဲ့အနောက်ပါပိုဝါအမျိုးသားလွတ်မြောက်ရေးတပ်မတော်အမေရိကန်လက်နက်ကိုင်အဖွဲ့တို့အကြားပြစ်ခတ်မှုအတွင်အယက်သား၃ဦးသေဆုံးခဲ့ကြောင်းအင်ဒိုနီးရှားအသင်းတော်များကွန်မြူနတီကမေလ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။အသေးပြောက်အရေးအတွက်ဒီကြောက်ကိုဆက်လက်စုံစမ်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ရွာသားတွေအိပ်ပျော်နေတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ပါပူဝါမှာရှိတဲ့ဖျားချောင်းခွဲအကြီးကဲကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးပါပူဝါမှာစီရီအရာဆစ်စင်ရေးအားလုံးကိုရပ်ဆိုင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။မနက်၄နာရီဝန်းကျင်ရွာမှာအလုံးအိပ်ပျော်နေတဲ့အချိန်တနက်နေ့ပြစ်ခတ်တံကြောင့်အလုံးလက်နိုးသွားကြောင်းနဲ့အရသားတွေကိုအမြန်ကဲထုတ်ပြီးတော့တခြားရွာတွေကိုပြေးရတယ်လို့ပြောပါတယ်။ လက်နက်ကိုင်ဖွဲ့ချင်းချင်းအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ကြတာကိုမပြောလိုပေမဲ့အခုညီမဲ့နေကြတဲ့အယက်သားတွေကိုစိတ်ပူမိပါတယ်လို့သူကပြောပါတယ်။သိဆုံးထံရသူတွေဟာအယက်သားတွေဖြစ်နေမှာကိုလည်းစိုးရိမ်မိကြောင်းလည်းထည့်ပြောခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်